ကျမကဒေါက်တာယူပါဖြစ်ပြီးအပေါ်လိုစေးယုံကြီးကတာဖွားမီရဲ့နဲ့ဝီကင်ကျမ်းမာရဲ့အထူးကဆရာဝန်တူပါဒါဆိုအထွက်ကောင်းတဲ့ကာလ fertile period ဆိုတာပါလေမျိုးသမီးများအနက်များစွာကကိုဝင်ဆောင်ဖို့အချိန်မှန်ကဘယ်အချိန်လဲဆိုပြီးမေးလေရှိပါတယ်အထွက်ကောင်းတဲ့ကာလကိုတရှိဖို့ဆိုရင်တင်းရဲ့သမယိုးကျသွေးစင်းစဉ်ကို နားလည်ထားတာအရေးကြီးပါတယ် တင်းရဲ့သွေးစင်းစတင်တဲ့ပထမနေ့ကနေနောက်ထပ်သွေးစင်းစတင်တဲ့ပထမနေ့အထိက အချိန်ကတင်းရဲ့သမယိုးကျသွေးစင်းစဉ်ရဲ့အရှိပါပဲ။ဒါကများသောအားဖြင့်2ဝရက်ကနေ3ဝရက်အထိကြာတတ်ပေမဲ့27ရက်ကနေ35ရက်အတွင်းဆိုရင်တာမန်အထိသတ်မှတ်ပါတယ်။အခက်ကောင်းတဲ့အချိန် ovulation ကတင်းရဲ့နောက်ထပ်သွေးစင်းမယ့်နေ့မတိုင်းခင်14ရက်အကြာမှဖြစ်တတ်ပါတယ်။ ဦးရဲ့အသက်တာက7နာရီကနေ48နာရီထိရှိတတ်ပြီးတားအင်ရဲ့အသက်တာကတော့3ရက်ကနေ9ရက်အထိရှိတတ်ပါတယ်။ဒါကြောင့်မိရဲ့တွေတွက်ကြည့်မယ်ဆိုရင်အထွက်ကောင်းမင်းနီမတိုင်ခင်9ရက်အထွက်ကောင်းမင်းနီနဲ့အထွက်ကောင်းပြီးတဲ့နောက်3ရက်သို့မဟုတ်2ရက်အထိကအချိန်တွေမှာကိုဝင်ရရှိနိုင်ခြင်းအမြင့်ဆုံးဖြစ်ပါတယ်။အားကြောင့်ဒီအချိန်ကိုပဲတားထွက်နိုင်စွမ်းအမြင့်ဆုံးအချိန် fertile window လို့ခေါ်ပါတယ်။ ပြဲမြအားဖြင့်တင်းရဲ့သွေးစင်းဆက်ဝန်းက28ရက်လောက်ရှိရဲဆိုရင်နေ30ကနေနေ36တို့မဟုတ်16အထိက အချိန်ကတားထွက်နိုင်စွာအမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ဒီကာလအတွင်းမှာကိုဝင်ရရှိနိုင်ခြင်းမြင့်စေရန်အ ਨੇ ဆုံးတစ်နေချာတစ်ခေါက်စီတင်းအိမ်နောက်ဘက်နဲ့ဆက်ဆံဖို့အကြံပြုပါတယ်။ဒါပေမဲ့တခါတလေသွေးစင်းဆက်ဝန်းရဲ့အရှိကမတူညီနိုင်ပါဘူး။ ဒါဆိုရင်တင့်ရဲ့သွေးစင်းဆက်ဝန်းတွေမမှန်မကန်ဖြစ်နေတယ်ဆိုရင်တော့တင့်အတွက်အတူဆုံးဆက်ဝန်းနဲ့အရှိဆုံးဆက်ဝန်းကိုကြည့်နိုင်ပါတယ်။အတူဆုံးဆက်ဝန်းကိုယူပြီးဆက်ရှိကိုနှုတ်လိုက်ပါဒါကသားထွက်နိုင်စွာအမြင့်ဆုံးအချိန်ရဲ့ပထမနေ့ဖြစ်ပါတယ်။အရှိဆုံးဆက်ဝန်းကိုယူပြီးဆက်တကိုနှုတ်လိုက်ပါဒါကသားထွက်နိုင်စွာအမြင့်ဆုံးအချိန်ရဲ့နောက်ဆုံးနေ့ဖြစ်ပါတယ်။ဒါပေမဲ့တအားဥပွားပွားတဲ့နေ့ကလည်းတစ်ခါတလေမတူနိုင်ပါတဲ့။ တစ်ခါတလေ12ရက်14ရက်မှာတိတိကျကျမဖြစ်နိုင်ပါဘူး။ကျင်းများအဖြစ်တင့်ရဲ့သွေးစင်းဆက်ဝန်းတွေများသောအဖြစ်မှန်ကန်နေဆိုရင်တော့ယာဒီလာတဲ့ရရှိမှတစ်ဆက်ဝန်းကျင်ကနေနှစ်ဆက်ရက်အထိအနည်းဆုံးတစ်ရက်ခြားတစ်ရက်သို့မဟုတ်နှစ်ရက်တစ်ကြိမ်ဆက်ဆံပြီးရင်အောင်မြင်မှုနှုန်းမြင့်မားစေပါတယ်။ ။ဒါပေမဲ့တင့်ရဲ့သွေးစင်းဆက်ဝန်းတွေအရမ်းမမှန်မကန်ဖြစ်နေပြီးအတော်လေးကွဲပြားနေရဲဆိုရင်တော့သားဥပွားပွားချိန်ကိုဆရာဝန်နဲ့တိုင်ပင်ပြီးစောင့်ကြည့်ပေးဖို့ပြီးမှအချိန်မဲ့အိမ်ထောင်ရေးဆက်ဆံမှုလုပ်ဖို့အကြံပြုပါတယ်။